လူနိုးလာတိုင်းပထမဆုံးလက်တဲ့အလုပ်ကသူ့မိမအသက်ရှုနေသေးရဲ့လားလို့စစ်တာပဲဒါပေမဲ့အဖေကတော့သူ့ကိုစူးပြတ်သွားစေပါတယ်ချက်ဆိုတာကတကိမကြီးကိုလက်ထပ်ပြီးအချောင်းတင်နေတာနှစ်20တောင်ရှိပြီဒီနေ့ကသူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေပေါ့သူ့မိမအန်ဒီကသူ့ကိုနှစ်ပတ်လည်လက်ဆောင်အဖြစ်ရေးကြည့်တဲ့နိုင်ဒီလုံးပေးလိုက်တယ် သူမိမကသူ့ကိုမျောလင်းတကြီးနဲ့ချီနေပြီမဲ့ချဲကတော့နှစ်ပတ်လည်နေကိုမိတ်နေတာတည်တည်တတာပဲခံကောင်းတာကချဲကအကင်းပါတယ်သူကအကြီးကြီး surprise တိုင်းမလို့ပင်ထားတာပါဆိုပြီးလင်းလိုက်တယ်ပြီးတော့ Andy ကိုအဲ့ဒီလက်ဆောင်စီသူကိုယ်တိုင်လိုက်ဖို့ပြင်မယ်ဆိုပြောလိုက်တာပေါ့ဒီစကားကိုကြားတော့ Andy ကအယံကိုပြောသွားတာပေါ့မကြခင်မှာပဲသူတို့နေ့အစဉ်ခံကားအယံပြကန်တစ်ခုကိုရောက်သွားကြတယ်သူတို့ဝစ်ဆုံနဲ့လိုက်ဖတ်တဲ့ကားတစ်စီးကိုရွေးလိုက်ကြတယ်ဒါပေမဲ့သူ့ရဲ့အသက်80အရွယ်ဇနီးဖြစ်သူကကားမမောင်းတက်ဘူးလို့ပြောလာရော ဒါက Jack ရဲ့အကြံအကွက်တိပဲလေ Jack ကစိတ်မကောင်းဖြစ်သွားတယ်လို့ဟန်ဆောင်လိုက်တယ်ပြီးတော့ Andy ကိုစိတ်ထိခိုက်နာကျင်သွားတဲ့မျက်နှာပဲနဲ့ကြည့်လိုက်တယ် Jack ကိုစိတ်မကောင်းဖြစ်အောင်လုပ်မိတဲ့အတွက်အဖြစ်ဖြစ်တဲ့အနေနဲ့သူ့ဇနီးကကားကို Jack ကိုပဲလက်ဆောင်ပေးလိုက်ဖို့ဆုံးဖြတ်လိုက်တယ်ငွေဘလို့ရှင်းမလဲခင်ဗျာလို့အယောင်ဝန်ထမ်းကမေးတော့ Jack ကသူ့မစီမင်းငေါပြလိုက်တယ်အဲ့ဒီနောက် Jack ကသူ့ရဲ့ကားတကြီးကိုမောင်းထွက်သွားတယ်။အဲ့ဒီညသူ့အိမ်ပြန်ရောက်တော့အိမ်ရှိမှသူ့ကောင်းလို့ပဲသူစီထက်ရှိနေတာကိုတွေ့လိုက်ရတယ်။သူ့မိမက ူတို့ကနောက်ထပ် surprise တိုက်ပြန်ပြီးလှုပ်ထင်ပြီးပျော်သွားတာပေါ့ဒါပေမဲ့အိမ်တဲကိုဝင်သွားတဲ့အခါမှာတော့သူ့မိန်းမအန်နီကကားအယောင်ဝန်သားနဲ့ဖောက်ပြန်နေပြီးကွာရှင်းကျင်နေတာကိုသိလိုက်ရတယ်ဂျက်ကပိုင်ဆိုင်သမီးရဲ့လက်ကိုတောင်းတယ်ဒါပေမဲ့အန်နီကမလက်သက်ခင်ကလေးကပစ္စည်းခွဲမယူပါဘူးဆိုတဲ့စာချုပ်မှာလက်မှတ်ထိုးခိုင်းထားခဲ့တယ်။ဒါကြောင့်လျော်ကြီးတပြိုင်မှမရပဲချက်တယောက်အိမ်ပေါ်ကဆင်းခဲ့ရတော့တယ်။သူ့အထုပ်ပုံးနဲ့ဆွဲပြီးတငယ်ချင်းတယောက်စီအကူအညီသွားတောင်းတော့ သူတငယ်ချင်းကလည်းသူရဲ့အသက်80အရွယ်မိမနဲ့ကဘာပတ်ဖို့ပြင်နေတာနဲ့တွားကြုံတယ်ဒုက္ခရောက်နေတဲ့ jet ကိုသူကညင်းလိုက်တယ်ပြီးမင်းလက်ပူချမ်းထားတဲ့တယောက်ရှာလိုက်ပါကွာလို့အားပေးလိုက်သေးတယ်ဘယ်မှာသွားစရာမရှိတော့တဲ့ jet လည်းသူ့အမအစီမှာတွားကပ်နေရတော့တာပေါ့သူ့အမကလည်း jacket ပုံစံကိုလုံးဝသဘောမချဘူးဒီမှနေချင်းအလုတ်တစ်ခုခုလုပ်လို့ပြောတော့ jack လည်းမလုတ်ချင်လုတ်ချင်သဘောတူလိုက်ရတယ် jack ရတဲ့အလုတ်ကကြောင်ညာဆိုင်ဖို့ကြိုက်တဲ့အလုတ်ဒါပေမဲ့ jack ကအနှစ်နှစ်ဆယ်လုံးလုံးအလုတ်မလုတ်ဘူးဘူးလေ တဖက်လန်ကလုဖော်ကိုင်းဘက်ဒီအလန်းစကကွက်တွေကိုတွေ့တော့လိုက်လုချင်းစိပေါက်သွားတယ်။ဒါပေမဲ့ဆိုင်းဘုတ်ကိုလူရဲပစ်လိုက်တဲ့နဲ့ဖျားသွန်းနဲ့ကားတစီကိုထိပြီးကြောက်ကြောက်နဲ့လှည့်ပြေတော့တာပဲ။တနေ့မှာတော့ Jack ကသူ့တူ Nick ကိုတောင်းလိုက်ပို့ရင်အမျိုးသမီးတယောက်ကိုသွားတွေ့တယ်။သူမရဲ့တထေရုပ်ရည်သွင်ပြင်ကချက်ရှာနေတဲ့ပုံစံနဲ့ကွက်တည်တယ်။သူ့တူလေးကအဲ့ဒါသူ့အတန်းဖော်တငယ်ရှိရဲ့အဘွားလီစာလို့ပြောပြတယ်။ Jack ကအဘိုးဖြစ်သူအကြောင်းချက်ချင်းမမေးတော့မနစ်ကပဲဆုံးသွားပြီဆိုတာသိလိုက်ရတယ်။ ဒီတရင်ကိုကြားတော့ချက်တယောက်တရားပြောသွားတာပေါ့ချက်လဲသူမနောက်ကိုချက်ချင်းလိုက်သွားတယ်အနားမှာရေကူးကန်တစ်ခုတွေ့တော့ချက်ပေါ်တော့စိတ်လှုပ်ရှားသွားသေးတယ်ဘာလို့လဲဆိုတော့ရေကူးတာကသူအကျွမ်းကျင်ဆုံးအရာကိုသူနေကားမှာမနေရေကူးပေါင်းပြီးသွားဝေတယ်သူ့ရဲ့ဖြူနေတဲ့စပင်းတွေကိုကြည့်ပြီးစိတ်ညစ်နေတော့ဘေးနားကရှူဖနှက်တိုက်စေကိုတတိထားမိသွားပြီးခေါင်းထဲမှာအကြံတစ်ခုပေါ်သွားတယ်မိနစ်အနည်းငယ်ကြာတော့ချက်တယောက်ယုံကြည်မှုအပြည့်နဲ့ရေကူးကန်ပေကိုရှောင်လာလာလူအလုံးရဲ့အာယုံကိုဖန်ဆသွားတယ် သူနေကမြန်မာတို့ထွန့်ပစ်ပြီးစစ်တိုင်းအပြည့်နဲ့ရေထဲကိုတိုင်ပင်ထိုးချလိုက်တယ်။ဒါပေမဲ့ရှုဖက်နဲ့တိုက်စေးကရေနဲ့တွေ့တော့အကြည့်ပြိုးချလာလို့သူ့ရေထဲကပြန်တက်လာတဲ့အချိန်မှာတော့သူ့မျက်နှာတစ်ခုလုံးဖက်နဲ့ဆေးတွေနဲ့ပေးပွားနေတော့တယ်။သူ့လီစာကိုသူ့ခန်းစားချက်တွေဖွင့်မပြောခင်မှာမယ်။လီစာကသူ့ရုပ်ကိုမြင်ပြီးထိတ်လန့်သွားပါလေရော။အဲ့ဒီလိုနဲ့ယုံကြည်မှုအပြည့်ရှိနေတဲ့ဂျက်တယောက်အဆက်ကွက်ပြီးအဆီဇင်ပြတ်သွားပါတော့တယ်။